အချမ်းဖက်စစ်တပ်ဟာပြည်သူအာဏာကိုလက်နက်အားကိုနဲ့လူယူခဲ့တာ၅နှစ်ပြည့်တော့မှာဖြစ်ပါတယ်ကျွန်တော်မြို့သားညွတ်ရေးအစိုးရ NUG ရဲ့အစိုးရဖွဲ့စည်းပုံနဲ့ပတ်သက်လို့ပြုပြင်စေခြင်းနဲ့ထောက်ပြပြောဆိုမှုတွေပေါ်ထွက်လာတဲ့နောက်ဒီဇင်ဘာလ၈ရက်နေ့မှာတော့အစိုးရရဲ့ဖွဲ့စည်းထားမှုတချို့ကိုပြင်ဆင်လိုက်ကြောင်းထုတ်ပြန်ကြေညာလာပါတယ်အစိုးရအဖွဲ့အတွင်းဝင်ကြီးဌာနတချို့ကိုဖျက်သိမ်းတာတချို့ကိုတော့ပူးပေါင်းလိုက်ပြီးအရင်ကလူအဟောင်းတွေနဲ့ ြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အပေါ်မျှော်လင့်ထားသလောက်ဖြစ်မလာကြောင်းရန်လင်းတူဒေသနာအဖွဲ့ရဲ့တူဒေသနာနဲ့နိုင်ငံရေးချက်ပြီးကုမှုထက်နေကပြောပါတယ်။တော်လင်ကြီးကာလာနဲ့ကိုက်ညီတဲ့ဟိုဒေးငယ်ပြီးထိရောက်တဲ့အစိုးရပုံစံမျိုးများဖြစ်လာမလားပေါ့။လက်ရှိမှာကျွန်တော်တို့ကဟိုစီရေးအားကဲနေတဲ့အချိန်ဖြစ်တဲ့အတွက်ပေါ့ဗျာ။နော်စီရေးဥဆောင်ပြီးတိုက်ခိုက်ပုံဖော်နေနိုင်တဲ့ ERO တွေပေါ့လေ။နော်ဒီလိုကကိုယ်စလဲတွေများပို့ပြီးတော့ပါလာမလားပေါ့ဗျာ။ညှော်လင်းကြတယ်ပေါ့ဗျာ။နော်ဟိုလူထုအတွက်လည်း နားလေဘူးခက်တယ်ပေါ့ဗျာเนาะကျွန်တော်တို့အနေနဲ့လည်းဟိုမှန်းကျင်တဲ့နှမ်းညွတ်နဲ့အဲမကြိုက်ဘူးဆိုတာမျိုးတော့လေဟိုတွေ့ရတယ်ပေါ့လေလူအများစုဒီသဘောတူနိုင်တဲ့ ပြောင်းလဲမှုမျိုးလုပ်ဖို့ခဲရင်ပါတယ်ဝန်ကြီးချုပ်ကြီးရောဒီယာယီသမ္မတကြီးရောပြောပုံရဆိုရင်တော့ဒါကျွန်တော်တို့ဒါ IAU ရီနဲ့ဒီ NUG အစုအဖွဲ့ပေါ့ဗျာနော်ဒီဈာမှာကျွန်တော်တို့အဲတိတ်တော့လဲနှိလို့မရသေးဘူးရမချင်းဂျပန်ထိုးလို့မရသေးဘူးလို့ပဲကျွန်တော်တို့မြင်ပါတယ်နော် IAU ရီအများစုဒီတိုင်းရင်းသားလူမျိုးအခြေပြုအဖွဲ့အစည်းတွေအများစုကသဘောတူညီတဲ့ကိုယ်စားလှယ်တွေပါဝင်ခဲ့မယ်ဆိုရင်ဒါအောင်မြင်တဲ့ပြုပြင်ပြောင်းလဲရေးဖြစ်မယ်လို့ကျွန်တော်တို့ယူဆပါတယ်ဗျာ အန်ယူဂျီပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးပြည်သူလူထုကိုအသိပေးတဲ့ဒီဇင်ဘာလ9ရက်နေ့မိန်ခေါ်မှာနိုင်ငံတော်ယာယီသမရဒူဝါလရှိလာက အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီမှာအထက်ကတိုင်းရင်းသားလက်နက်ကိုင်အင်အားစုကြီးတွေတတဲဝဝင်ပူးပေါင်းလာဖို့လက်ရှိအချိန်မှာအထွေထွေကန့်သတ်မှုတွေရှိနေကြောင်းနဲ့ပြည်သူတရက်လုံးကမျောလင်းတောင်းတနေတဲ့စုဖွဲ့လက်တွဲမှုမျိုးဒီနေ့အထိမလုံနိုင်သေးဘူးလို့ယာယီသမရကြီးကဝန်ခံပြီးအစိုးရအနေနဲ့ လူမှုအကျိုးနဲ့တော်လှန်ရေးအောင်မြင်မှုတွေရဖို့ပြုပြင်ပြောင်းလဲရေးကိုလက်တွေ့လှုပ်ဆောင်မှုတွန်းဆုပ်ခဲ့တာမရှိသလိုရှေ့ဆက်လှုပ်ဆောင်သွားမယ်လို့လည်းဆိုထားပါတယ်။ရမ်မြူဂျီအစိုးရပြုပြင်ပြောင်းလဲရေးကိစ္စကတော့ကျွန်တော်ငကိုတွေကထွေစူးစူးမမမျော်လင့်ထားတဲ့အတွက်ကြောင့်ပြောင်းလဲမှုပေါ်မှာတော့ကျွန်တော်သိပြီးတော့ခံစားမှုတော့သိမရှိပါဘူး။အဲသို့တော်လည်းကျွန်တော်တို့ဒီအော်ရတဲ့အခြေအနေတခုကတော့ဒီမူလရှိနေတဲ့ဒီလူတွေဒီအတိုင်းဝိုင်းကိုပဲ ြန်ပြီးတော့ဝီးထနာတွေပြန်ချုပ်လိုက်တဲ့သဘောမျိုးတော့ကိုယ်တော်အခုအခြေအနေကတွေ့ရတယ်လေဆိုတော့သို့တော်လည်းကျွန်တော်ဘယ်လိုပဲပြည်ပြောင်းလဲပဲလုပ်လို့ကျွန်တော်တော်လိုင်းရေးကိုအားကောင်းတဲ့ကျွန်တော်ဝင်ကြီးတွေတော်လိုင်းရေးကိုအားကောင်းအောင်လုပ်ပေးနိုင်မဲ့ခေါင်းဆောင်မှုရှိတဲ့သူတွေမတက်လာမချင်းတော့တော်လိုင်းရေးတော့ကျွန်တော်အားနည်းနေမှာပဲဖြစ်ပါတယ်ပြင်ဆင်ဖွဲ့စည်းလိုက်တဲ့အစိုးရအဖွဲ့မှာတော့အရင်ကဝင်ကြီးဌာန12ခုကနေ၄ခုကိုဖျက်သိမ်းကကျမကြီးနဲ့ပညာရေးဝင်ကြီးဌာနကိုတည်ထက်ခွဲထုတ်လိုက်တာပါ ပြောင်စုဝင်ကြီးချုပ်ရုံးဝင်ကြီးအဖြစ်ဒေါက်တာဇော်ဝေစိုးကိုတာဝန်ပေးရကဒူးဝင်ကြီးတချို့ကိုလည်းဝင်ကြီးနေရာခန့်အပ်ခဲ့ပါတယ်။လက်ရှိမြေပြင်ကလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်မယ်။ဥဆောင်သူတွေပိုပါလာဖို့မျှော်လင့်ကြောင်းနဲ့ဆက်လက်ဆောင်ကြည့်ရမှာဖြစ်ကြောင်းစကိုင်းဖူရန်ဖက်ဒရေးရှင်းအဖွဲ့ဝင်ကိုစိုးဝင်းစွေကလည်းပြောပါတယ်။အရင် frame ကိုနည်းနည်းခြုံလိုက်တဲ့သဘောမျိုးပဲတွေ့ရတာပေါ့နော်အဲဒီ progressive view ရှိတဲ့ခေါင်းဆောင်တွေ အဲ progressive view အာတန်နဲ့ပြည်ပြင်ပြောင်းလဲရေးသမားတွေအဲပို့ပြီးတော့ပါဝင်စေချင်တာပေါ့အဲမြေပြင်ဖြစ်ပေါ်နေတဲ့ဒီအဲတော်လန်ရေးရဲ့ flow နဲ့ကဒါဟန်ချက်ညီနိုင်တယ်လေဒီလူတွေတော့အရင်ကြီးပြောင်းတာတော့မတွေ့ရအောင်အဲအတွေးခေါ်နဲ့လုံနီးလုံဟန်တွေဘလောက်ပြောင်းသွားမလဲဆိုတာကတော့ဒီထွက်ပေါ်လာတဲ့ပြင်ညာချက်ကိုကြည့်ယုံနဲ့ဆုံးဖြတ်ဖို့တော့စောသေးတာပေါ့နော်အဲ့တော့ဒီမြေပြင်ကတောင်းဆိုနေတဲ့စစ်နိုင်တာရေး နိုင်ငံရေးမှာဆိုလဲ bottom up federalism ပေါ့နော်အဲဒီဟာတွေအတွက်အသုံးတည့်တဲ့ဒီဟာတွေအတွက်အဲလက်တွေ့အလုပ်ဖြစ်စေမဲ့ပြောင်းလဲမှုမျိုးကတော့ဘယ်လောက်ထိလုံနိုင်မလဲဆိုတာအခုဒီ reform လို့ပြောတဲ့ဒီဟိုပါဘော NUG အစိုးရအစ်စ်ပေါ့နော်အစ်စ်ကိုကျွန်တော်တို့ဆက်ဆောင်ကြည့်ရမှာဖြစ်ပါတယ် NUG ရဲ့ပြောင်းစုဝင်ကြီးချုပ်မန်ဝင်းခိုင်တန်းကလည်းပုံမထီရောက်တဲ့အစိုးရဖြစ်စေဖို့တိုင်းသားတော်လှန်ရေးအစုတွေကျယ်ပြန့်စွာပါဝင်နိုင်မှုအတွက်စူးစမ်းခဲ့ကြောင် ဒိုင်းနာလက်နက်ကိုင်အင်အားစုကြီးတွေဟာမြို့သားညီညွတ်ရေးအစိုးရမှပူးပေါင်းပါဝင်ပြီးတော်လရေးရှိခရီးကိုအတူတကွဆက်ဖို့အတွက်တမိုင်းကျောင်းနောက်ခံအကြောင်းအရာတွေနဲ့အကန့်အသတ်တွေရှိနေပုံပေါ်ကြောင်းနဲ့ဒီအကြောင်းအရာတွေကြောင့်ပဲပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ရဲ့ပထမအဆင့်မှာတော့အစိုးရအတွင်းပြုပြင်ပြောင်းလဲရေးကိုသာဦးစားဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့မိကုံးမှထည့်သွင်းပြောကြားခဲ့ပါသေးတယ်ကျမဝေပါပြုပြင်ပြောင်းလဲရေးကိုသာဥစွာဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်